င်္ဂလာပါရှင့်ကျမတို့ channel ကပြန်လည်ကြိုဆိုပါရစေဒီနေ့ဗီဒီယိုမှာတော့ကဘာပေါ်မှာထူးဆန်းပြီးတကယ်ဖြစ်ပျက်ခဲ့တဲ့မယုံနိုင်စရာဖြစ်ရဲ့၅ခုကိုအသေးစိတ်တော့ပြပေးသွားမှာပါဒီဖြစ်ရဲ့တွေက တချို့ကရေးစရာကောင်းတယ်လို့တချို့ကထိတ်ငန့်စရာ တချို့ကတော့လုံးဝမဖြစ်နိုင်ဘူးလို့ထင်ရပေမဲ့အားလုံးကတကယ်ဖြစ်ခဲ့တာတွေကြီးပါဒီလိုထူးဆန်းတဲ့အကြောင်းအရာတွေကိုကြိုက်တတ်တယ်ဆိုရင်တော့ကျမတို့ channel ကို like and subscribe လုပ်ပြီးဒီဗီဒီယိုကိုအဆုံးထိကြည့်သွားဖို့တိုက်တွန်းပါရစေနော် ဒါဆိုအချိန်မဖြုံးတော့ပဲဖူးဆန်းတဲ့ဖြစ်ရဲ့ငါးခုအကြောင်းကြည့်လိုက်ကြရအောင်နော်နံပါတ်1918ခုနှစ်ကမရက်မနာကပြကြသူများပထမဆုံးဖြစ်ရက်က1918ဇူလိုင်လမှာဥရောပတိုက်ကျင်းတဲ့နိုင်ငံရှိဆရော့စဘတ်မြို့မှာဖြစ်ခဲ့တဲ့ထူးဆန်းတဲ့ဖြစ်ရက်တစ်ခုပါဒီဖြစ်ရက်ကိုဒန်ဆင်းပလိလို့ခေါ်ကြပါတယ်ဇလန်းကမျိုးသမီးတယောက်ဖရောင်ထရိုဖီဆိုသူကစတင်ခဲ့တာပါဒီနေ့သူက လမ်းမပေါ်မှာဘာကြောင်းရင်းမှမရှိပဲရုတ်တရက်ထားပါပြီမရက်နိုင်တော့ပါဘူးနိုင်ဟီပေါင်းများစွာမရက်မနာဆက်ပြီးကနေရပါဒါကိုမြင်တဲ့ပဝင်းချင်းကလူတွေကစိတ်ဝင်စားပြီးသူနဲ့အတူလိုက်ကကြပါတယ်ရက်နှင်းငယ်အတွင်းမှာပဲဒီဖြစ်ရက်ကလူ30လောက်အထိပြန့်နှံ့သွားခဲ့ပါတယ်တလားလောက်အကြာမှာတော့လူ400ကျော်လောက်အထိဒီလိုမရက်မနာကပြကုန်ကြပါတယ်ပိုဆိုးတာကဒီလူတွေတဲကအများစုဟာပင်ပန်းလွန်ပြီးနှလုံးရက်တာလေးဖက်တာရီနဲ့တည်ဆုံသွားခဲ့ကြပါတယ် ။သမိုင်းမတန်းတွေအရဒီဖြစ်ရက်မှာလူတရာကျော်လောက်သေဆုံးခဲ့တယ်လို့ဆိုပါရယ်။ဒီဖြစ်ရက်ကိုရပ်တန့်ဖို့ဒေသခံအာဏာပိုင်တွေကဆရာဝန်တွေခုံကြီးတွေကိုခေါ်ပြီးကုသဖို့စူးစမ်းခဲ့ပါရယ်။တချို့ကတော့ဒါကိုဘာသာရေးအရစိန့်တစ်တက်ဂရော့စ်လို့ယူဆပြီးဆူတောင်းပွဲတွေလုပ်ခဲ့ကြပါရယ်။ဒါပေမဲ့ဒီဖြစ်ရက်ရဲ့အကြောင်းရင်းကိုအခုထိအတိအကျမသိရသေးပါဘူး။သိပ္ပံပညာရှင်တွေကတော့ဒါကိုစိတ်ပန်းဆိုင်ရာအဖြစ်အပျက်တစ်ခု mass hysteria လို့ယူဆကြပါရယ်။ အဲ့ဒီခေတ်ကစီးပွားရေးကျက်တဲမှုယောဂဗေယရီပြန့်နှံ့မှုတွေကြောင့်လူတွေရဲ့စိတ်ပြည့်စည်မှုကဒီလိုပုံစံနဲ့ထွက်ပေါ်လာတာလို့ဆိုကြပါဗျ။တချို့ကတော့အစိတ်တည်းနဲ့မှုတမျိုးအာကော့အပွင့်စင်နှင်းကြောင့်လို့ယူဆကြပေမဲ့ထောက်ထားမခိုင်လုံပါဘူး။ဒီလိုထူးဆန်းတဲ့ဖြစ်ရမျိုးကလူတွေကိုဘလောက်ထိအံ့ဩစေမလဲဆိုတာစိတ်ကူးကြီးလို့တော့မရပါဘူးရှင်။နံပါတ်1ထူးဆန်းတဲ့အဖြစ်အပျက်ကတော့မူရဲကငားရီကြလာခြင်းပါ။ ဒါကတော့ Honduras နိုင်ငံ Euro မျိုးလေးမှာဖြစ်ပျက်ခဲ့တဲ့ထူးဆန်းတဲ့မိုးရွာမှုတစ်ခုအကြောင်းပါဒီဖြစ်ရပ်က1990ခုနှစ်လောက်ကစပြီးနှစ်စဉ်လိုလိုမေလနဲ့ဇွန်လလောက်မှာဖြစ်လေရှိပါတယ်ဒီနေရာမှာမိုးရွာရင်မိုးရင်နဲ့တူငါးရီအများကြီးကြာလာတာပါဒေသခံတွေကဒါကိုလွယ်ဗီရာကာရဲ့ငါးမိုးလို့နာမည်ပေးထားပြီးသူတို့အတွက်ဒါကဖျားပေးတဲ့ကောင်းကြီးတစ်ခုလို့ယုံကြည်ကြပါတယ်ဒီဖြစ်ရပ်ကဘလို့ဖြစ်လာလဲဆိုတော့မိုးရွာတဲ့အခါမိုးတက်မုန်တိုင်းကြီးတွေဖြစ်ပြီး မိုးတိမ်တွေကအင်းင်းသားကပင်လေပြင်းတွေကငါးသေးသေးလေးတွေကိုလေထဲဆွဲတင်လာတယ်လို့သိပ္ပံပညာရှင်တွေကယူဆထားပါတယ်။ဒီလေထဲရောက်လာတဲ့ငါးတွေကမိုးရေနဲ့အတူမြေပေါ်ကျလာတာပါ။ဒီဖြစ်ရပ်ကိုမြင်ဖူးတဲ့ဒေသခံတယောက်ကတော့သူတို့ရွာလေကွင်းထဲမှာမိုးရွာပြီးတာနဲ့ငါးသေးသေးလေးတွေအများကြီးကျနေတာကိုတွေ့ခဲ့ရတယ်လို့ပြောပါတယ်။သူတို့ကဒီငါးတွေကိုကောက်ပြီးချက်စားကြတယ်လို့ပြောပါတယ်။တချို့ဆို ီဖြစ်ရပ်ကိုခရီးသွားတွေလာကြည့်အောင်လို့ပွဲတော်တစ်ခုလိုကိုကျင်းပပြီးဂုဏ်ပြုကြပါသေးတယ်။ဒီလိုမိုးရွာတဲ့အထင်းမှာငားတွေပါ ကြလာတယ်ဆိုတာတကယ်ပဲစိတ်ဝင်စားစရာကောင်းတယ်မဟုတ်လားရှင်။နံပါတ်3 2015ခုနှစ်ဩစတြေးလျမှာဖြစ်ခဲ့တဲ့ပင့်ကူကတ်ဆိုးတတိယဖြစ်ရပ်ကတော့2015ခုနှစ်ဩစတြေးလျနိုင်ငံကွင်းစလန်ပြည်နယ်ကန်နန်ဂါမြို့အနီးမှာဖြစ်ခဲ့တဲ့ထူးဆန်းပြီးကြောက်စရာကောင်းတဲ့ဖြစ်ရပ်တစ်ခုပါ။ဒီဖြစ်ရပ်ကိုစပိုက်ဒရင်းလို့ခေါ်ကြပါတယ်။ တနည်းမှာဒေသခံတွေကမိုးရွာသလိုပင့်ကူတန်းပေါင်းများစွာ ကောင်းကင်ဘော်ကကြာလာတာကိုတွေ့ခဲ့ရပါတယ်။ဒီပင့်ကူတွေဟာသူတို့ရဲ့ပိုးချီမြင်တွေကိုလေထဲမှာထုတ်လွှင့်ပြီးကောင်းကင်မှာပြန်ဝဲလာတာပါ။ဒီဖြစ်စဉ်ကိုသိပ္ပံပညာရဘောလင်းလို့ခေါ်ပါတယ်။ဒီချစ်ရက်မှာပင့်ကူတန်းပေါင်းများစွာဟာလေကွင်းတွေအိမ်ခေါင်မိုးတွေသစ်ပင်တွေပေါ်မှာကြာရောက်လာခဲ့ပြီးမကြာခင်မှာပဲထိုနေရာများကိုသူတို့ရဲ့ပင့်ကူမြင်ကြီးတွေနဲ့ဖုံးလွှမ်းသွားခဲ့ပါတော့တယ်။ ေသခံတယောက်ဖြစ်တဲ့အိုင်ယန်ဝန်ဆန်ဆိုသူကသူ့အိမ်ကိုပင့်ကူဘိုးကြီးရင်းနဲ့ဖြူခွေးနေအောင်ဖုံးနေတာကိုတွေ့ခဲ့ရပြီးမိုးကပင့်ကူရင်းနဲ့ရွာနေတယ်လို့ပဲလို့မှတ်ချက်ပြုပြောဆိုခဲ့ပါတယ်ဒီဖြစ်ရပ်ကမင်းလာစစ်၄ရက်နေ့မှာစတင်ဖြစ်ခဲ့ပြီးရပောင်းများစွာဇက်တိုက်ဖြစ်နေခဲ့ပါတယ်ပင့်ကူတွေကအများအဖြစ်တင်းငယ်တဲ့မျိုးစိတ်တွေဖြစ်ပြီးလူကိုအနေနဲ့မပေးနိုင်ပေမဲ့ဒီလောက်အများကြီးကြာလာတာကလူတိုင်းကိုထိတ်လန့်စေခဲ့ပါတယ်သိပ္ပံပညာရှင်တွေကတော့ဒီလိုဖြစ်ရပ်ဟာယာဒီဥဒုပြောင်းလဲမှု လေရင်းတိုက်ခတ်မှုတွေနဲ့ပင့်ကူတွေရဲ့မျိုးပွားချိန်ကြောင့်ဖြစ်တယ်လို့ဆိုကြပါဗျ။ဒီဖြစ်ရဲ့ကြောင့်ဂန္ဓန်ကမြို့အနီးတဝိုက်ဟာပင့်ကူမြင့်ကြီးတွေနဲ့ဖုံးလွှမ်းသွားပြီးဒေသခံတချို့ကဒါကိုထူးဆန်းတဲ့သဘာဝအလှတရားလို့မြင်ကြပြီးတချို့ကတော့ကြောက်စရာလို့ခံစားခဲ့ကြပါဗျ။ဒီလိုဖြစ်ရဲ့မျိုးကကဘာပေါ်မှာရှားပါပြီးသဘာဝရဲ့အံ့ဖွယ်ဖြစ်ရဲ့တစ်ခုလို့ဆိုရမှာပါ။မမတ်လေးဩစတေးလျ20ပွဲစရုပ်ထဖြစ်ရက်ကတော့ ဩစတေးလျနိုင်ငံမှာ1930ခုနှစ်နိုဝင်ဘာလမှာဖြစ်ပျက်ခဲ့တဲ့ထူးဆန်းပြီးအာသာဆန်နဲ့တမိုင်းဝင်ဖြစ်ရက်တစ်ခုဖြစ်တဲ့ဩစတေးလျနှစ်စစ်ပွဲအကြောင်းပါဒီဖြစ်ရက်ကို Great and New War လို့ခေါ်ကြပြီးဩစတေးလျရဲ့အနောက်ပိုင်းဒေသမှာနေထိုင်တဲ့အမ်မျိုးငယ်ကြီးတွေကိုထိန်းချုပ်ဖို့စစ်တပ်ကလက်နက်ကင်ပြီးတိုက်ခိုက်ခဲ့ရတဲ့အဖြစ်ပျက်တစ်ခုပါဒီဇလန်ရဲ့နောက်ခံကတော့ဒီလိုပါပထမကမ္ဘာစစ်ပြီးဆုံးပြီးနောက်1930ခုနှစ် ဩစတြေးလျမှာစီးပွားပြက်ကက်ကြီး Great Depression ဖြစ်ခဲ့ပါတယ်။အဲဒီအချိန်မှာစစ်ပြန်တွေကိုလေယာလုပ်ငန်းလုပ်ဖို့အနောက်ဩစတြေးလျမှာညှိပေးထားခဲ့ပါတယ်။ဒါပေမဲ့ဒေသခံအမျိုးငှက်တွေဟာအကောင်ရည်တောင်းတဲ့ချီပြီးတင်းငယ်တွေကိုဖျက်ဆီးပစ်ဖို့လာခဲ့ပါတယ်။ဒီအမျိုးတွေကအမြင့်၆ပေလောက်ရှိတဲ့ကြီးမားတဲ့ငှက်မျိုးဖြစ်ပြီးအပြင်းမြန်တဲ့အင်အားကောင်းတဲ့သူတို့ဖျက်ဆီးလိုက်တဲ့ဂျုံခင်းတွေကြောင့်လယ်သမားတွေအခက်တွေ့ခဲ့ရပါတယ်။ဒီပြဿနာကိုဖြေရှင်းဖို့လယ်သမားတွေကအစိုးရစီအကူအညီတောင်းခဲ့ပါတယ်။ အဲ့ဒီအချိန်မှာဩစတေးလျစစ်တပ်ကဗိုလ်မှူးကြီး GB W Mary တရဲ့ဦးဆောင်မှုနဲ့စစ်သား၃ယောက်လူဝေ၁၇နက်၂လက်နဲ့ကြီးစံတပေါင်းကိုအုံပြုပြီးအံမျိုးတွေကိုတိုက်ခိုက်ဖို့စီစဉ်ခဲ့ပါတယ်။စစ်ပွဲကို1932ခုနှစ်နိုဝင်ဘာ၂ရက်နေ့မှာစတင်ခဲ့ပါတယ်။ဒါပေမဲ့ဒီစစ်ပွဲကလူတွေထင်သလိုမလွယ်ခဲ့ပါဘူး။ပထမဆုံးတိုက်ခိုက်တဲ့နေ့မှာစစ်သားတွေကအံမျိုး90လောက်ကိုကစ်ဖို့စူးစမ်းခဲ့ပေမဲ့လက်တွေကအယမ်းညံတဲ့အပြင် အုပ်စုလိုက်ပြေးလွှားလိုက်တာကြောင့်အနေငယ်ပဲတည်ခဲ့ပါတယ်။အမျိုးတွေကစတနတ်တန်ကြတာနဲ့လေခွင်းတွေကိုအတီးတီးပြေးထွက်သွားခဲ့ပါတယ်။ဒုတိယအကြိမ်မှာတော့စစ်သားတွေကလှည့်ကွက်သုံးပြီးအမျိုးအုပ်ကြီးတစ်ခုကိုချောင်းမြောင်းမှုစူးစမ်းခဲ့ပါတယ်။ဒါပေမဲ့စတနတ်တလက်ချုပ်ယွင်းသွားပြီးအမျိုးတွေကထက်လွတ်သွားခဲ့ပါတယ်။နောက်ဆုံးမှာနိုဝင်ဘာ၈ရက်နေ့မှာစစ်စင်ရေးကိုရပ်တန့်လိုက်ရပါတယ်။တလားတော့အကြာမှာထက်စူးစမ်းခဲ့ပေမဲ့လည်းအောင်မြင်မှုတိတ်မရခဲ့ပါဘူး။ သမိုင်းမတန်းတွေအရအံမျိုးတစ်ထောင်လောက်ပဲတည်ခဲ့ပြီးကြည်စံဆယ်တောင်းကိုငှက်တကောင်တည်ဖို့တုံးခဲ့ရတယ်လို့ဆိုပါရယ်။ဒါကြောင့်ဒီစစ်ပွဲမှာအံမျိုးတွေကပဲအနိုင်ရသွားတယ်လို့ဟာတာအနေနဲ့ပြောလာကြပါရယ်။ဒီခေတ်ရက်ကိုပြင်ကြည့်ရင်လူသားတွေရဲ့တဘာဝကိုထိန်းချုပ်ဖို့စူးစမ်းမှုဟာဘလောက်ထိအလွဲအချော်ဖြစ်နိုင်လဲဆိုတာကိုပြသနေသလိုပါပဲ။ဩစတေးလျသားတွေကတော့ဒါကိုသူတို့သမိုင်းတွေကထူးဆန်းပြီးရေစရာကောင်းတဲ့အခန်းတစ်ခုလို့သတ်မှတ်ထားကြပါရယ်။ဒီလိုမျိုးစစ်တပ်ကနှက်တွေနဲ့စစ်တပ်ရရင်ဆိုတာ တကယ်ပဲစိတ်ကူးထဲမှာတော့မတွေးနိုင်စရာဖြစ်ရတဲ့ခုပါနံပါတ်လားအနုမြူဘုံတန်လက်ခခံခဲ့ရပြီးအသက်ရှင်ကျန်ခဲ့သူနောက်ဆုံးဖြစ်ရကတော့ဂျပန်နိုင်ငံကစူတိုမှုရာမာကူချီဆိုတဲ့လူတယောက်အကြောင်းပါဒီလူဟာဒုတိယကမ္ဘာစစ်အတွင်းဟီရိုရှိမားနဲ့နာဂါဆာကီမြို့တွေမှာပောက်ကွဲခဲ့တဲ့အနုမြူဘုံနှလုံးလုံးကိုခံခဲ့ရပြီးအသက်ရှင်ကျန်ခဲ့သူတဦးဖြစ်ပါတယ်သူ့ရဲ့ဇလန်းကတော့1945ခုနှစ်ဩဂုတ်လမှာစတင်ခဲ့ပါတယ် ဆူတိုမီဟာမစ်ဆူဘီရှိစက်မှုလုပ်ငန်းကြီးမှာအင်ဂျင်နီယာတယောက်အဖြစ်လုပ်ကိုင်နေသူဖြစ်ပြီးအဲ့ဒီအချိန်မှာဟီရိုရှိမားမြို့ကိုအလုပ်ကိစ္စနဲ့ရောက်နေခဲ့တာပါ။ဩဂုတ်လ6ရက်နေ့မနက်7:00နာရီခွဲလောက်မှာအမေရိကန်ရဲ့အန်နိုလာဒေးလီယင်ကလစ်တဲဘွိုင်းလိုခေါ်တဲ့အနုမြူဘုံကိုဟီရိုရှိမားမြို့ပေါ်ပစ်ချခဲ့ပါတယ်။ဆူတိုမူဟာဘုံပေါက်ကွဲတဲ့နေရာကနေ3ကီလိုမီတာလောက်အကွာမှာရှိနေခဲ့ပြီးရုပ်ပြရဲ့အလင်းလန်းကြီးတစ်ခုကိုမြင်လိုက်ရပါတယ်။ သူကိုယ်တိုင်ပြောပြတာအရာဂုံးပေါက်တဲ့အခါသူ့နားမှာကျေလောင်လုံးနဲ့အတန်ကြီးကိုကြားရပြီးညီလေးကိုလွန့်ထွက်သွားခဲ့ပါလေဒီပေါက်ကွဲမှုကြောင့်သူ့နားတွေကန်းကုန်ပြီးမျက်စိဟာလည်းယာယီမမြင်ရတော့သလိုခန္ဓာကိုယ်ရဲ့ဘဲဘက်ချမ်းမှာလည်းဒိတ်အောင်ကြီးကြောင့်လောင်ကျွမ်းတဲ့ဒဏ်ရာတွေရခဲ့ပါတယ်။ဒါပေမဲ့သူဟာအသက်ရှင်နိုင်ခဲ့ပါတယ်။ထိုနေ့ညတညလုံးဘုံကိုခြင်းထဲမှာအနားယူပြီးနောက်နေ့မှာတော့နာဂါစာတီမျိုးကသူ့အိမ်ကိုပြန်လာခဲ့ပါတယ်။ဒါပေမဲ့ အဲ့ဒီမှာလည်းပဲဒုတိယမြောက်အန့်ဖွဲ့ဖြစ်ရက်ကစောင့်ကြိုလိုနေပါတော့တယ်။ဩဂုတ်လ9ရက်နေ့မနက်7:00နာရီလောက်မှာအမေရိကန်ရဲ့အောက်စကားလေယာဉ်က First Man လို့ခေါ်တဲ့အနုမြူပုံးကိုနာဂါစာတီမြို့ပေါ်ကိုထပ်ပစ်ချခဲ့ပါတယ်။စူတိုမှုဟာအဲ့ဒီအချိန်မှာလည်းအလုံးမှရှိနေခဲ့ပြီးဝန်ပေါက်ကွဲတဲ့နေရာကနေ3ကီလိုမီတာလောက်မှာထပ်ရှိနေခဲ့ပါတယ်။သူကသူ့မန်နေဂျာကိုဟီရိုရှိမာပုံးအကြောင်းပြောပြနေတော့ဒုတိယအကြိမ်သူရှိနေတဲ့အနားမှာပဲဘုံထပ်ပြီးပောက်သွားတာပါ။ ဒီတစ်ခါတော့သူထိခိုက်မှုမရှိခဲ့ပါဘူး။ဒါပေမဲ့ဒီဘုံကြောင့်နာဂါဆာကီမြို့မှာ လူ9400လောက်သေဆုံးခဲ့ပါတယ်။ဆူတိုမီဟာဂီလိုအမှုမြူဘုံနှလုံးကိုခံခဲ့ရပြီးအသက်ရှင်ခဲ့တဲ့တဦးရဲသော လူသားဖြစ်ခဲ့ပါတယ်။သူ့ရဲ့ဇနီးနဲ့ကလေးတွေလည်းနာဂါဆာကီဘုံကို ခံခဲ့ရပြီးအသက်ရှင်ခဲ့ကြပါတယ်။နောက်ပိုင်းမှာသူဟာနှစ်ကြိမ်တိတိအမှုမြူဘုံတန်ခံရသူဖြစ်ဂျပန်အစိုးရရဲ့အတိအမှတ်ပြုမှုရခဲ့ပြီး2010ခုနှစ်အသက်63နှစ်မှာကွယ်လွန်သွားခဲ့ပါတယ်။ သူ့ဘဝတစ်လျှောက်ပောက်ကွဲမှုတန်းကြောင့်နားမကြတာဓာတ်ရောင်ကြီးကြောင့်မျက်စိမုံကအင်းစာယောဂါတွေခံစားခဲ့ရတာရှိပေမဲ့သူကငင်းချင်ရဲ့အတွက်လှုပ်ရှားမှုတွေမှာတက်ကြွစွာပါဝင်ခဲ့ပါတယ်ဒီလူရဲ့ဘဝကလူသားတစ်ယောက်ရဲ့ခံနိုင်ရင်နဲ့ရှင်သန်လိုစိတ်ကိုပြသနေတဲ့အံ့ွယ်သက်သေတစ်ခုပဲဖြစ်ပါတယ်ဒီနေ့အတွက်ထူးဆန်းပြီးမယုံနိုင်စရာဖြစ်ရငါးခုကိုအသေးစိတ်ပြောပြပေးခဲ့ပါတယ်နော်ဒီဖြစ်ရတွေတဲကဘယ်ဟာကတင်တို့အတွက်အံ့ဩစရာအကောင်းဆုံးလဲ ဒါမှမဟုတ်ဘယ်ဟာကကြောက်စရာအကောင်းဆုံးလဲဆိုတာကွန်မန့်မှာပြောပြပေးပါဦးဒီလိုစိတ်ဝင်စားစရာအကြောင်းအရာတွေခက်ပြီးကြည့်ရှုခြင်းနဲ့ဆိုရင်ကျမတို့ channel ကို subscribe လုပ်ပြီး bell လေးကိုလည်းနှိပ်ထားဖို့မမေ့နဲ့နော် နောက်ဗီဒီယိုမှာထပ်ဆောင်ကြမယ်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်